မင်္ဂလာပါအဲဒီကနေ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ဒီနေ့တော့ဒါမျက်နာထွက်မပြတော့ပဲနဲ့ကျွန်တော်တို့ရဲ့ကျေးဇူးတော်ရှင်ဗမုခချုပ်ဆရာတော်ဖရာကြီးဒေါက်တာနန္ဒမာလာပြီးဝန်သားရဲ့သက်တော်80ပြည့်ဝင်းနေ့အထင်းအမှန်ဆိုရဲကျွန်တော်တို့ဒါအဆိုအမိတ်80ပေါ့ဆရာတော်ဖရာကြီးရဲ့အဆိုအမိတ်80ကိုကျွန်တော်ကဓမ္မဒါနအနေနဲ့ပြန်လည်မျှဝေပြီးမှဖြစ်ပါတယ်ဒီအဆိုအမိတ်80ဟာကျွန်တော်တို့ဒါလူငယ်တွေအတွက်ပဲဖြစ်ဖြစ် ူကြီးတွေအတွက်ပဲဖြစ်ဖြစ်ဘသူဘသူအတွက်မဆိုတခြားသောဘာသာဝင်တွေအတွက်လည်းအကျိုးရှိမယ်လို့ကျွန်တော်ကတော့အကျွင်းမဲ့ယုံကြည်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပါလို့ကျွန်တော်ကကြိုတင်တိုက်တွန်းလိုပါတယ်ဗမောက်ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘီဝန္တတတ်တော်80ပြည့်ဝင်းနေအထင်းရမတ်အဆူမိတ်80 30မြို့မဟာကနာယုံကျောင်းကျောင်းဒါယကဥကန်သိန်းကျောင်းဒါဟိကမှာ ဒေါခင်စိန်ကံသိန်းစိန်ရွှေရနာဆိုင်နဲ့သင်္ကန်းခိုင်မိသားစုကောင်းမှုဓမ္မကိုအဖို့ပြုတယ်ဆိုတာဒီကဏီကာလနောက်ဆုံးအချိန်ကျမှအဖို့ပြုလို့ကတော့ကိုတန်တန်နဲ့မှဓမ္မကရောက်လာမှာမဟုတ်ဘူးဓမ္မကလွဲလွဲကူကူနဲ့ရင်ထဲနှလုံးသားတွေရောက်မလာနိုင်တဲ့အတွက်အဖို့ပြုဖို့ရာအချိန်ယူပြီးဂျိုတင်ပြင်ဆင်မှုလုပ်ထားရမယ်အဲ့လိုလုံမထားလို့ရှိရင်နောက်ဆုံးအချိန်မှာ ခြေမကင်မိလက်မကင်မိဖြစ်ပြီးဒုက္ခဆင်းရဲတွေနဲ့ရင်ဆိုင်သွားရတတ်တယ်။ကိုယ့်အတွက်တကယ်ကို အဖို့ပြုရမယ့်အရာဟာဘာလဲဆိုတာရွေးချယ်ထားဖို့လိုတယ်။မြတ်စွာဘုရားကရှာဖွေစုဆောင်းဖို့တိုက်တွန်းတယ်။မြတ်သောဥစ္စာဆိုတာကဘာတွေလဲဆိုရင်တရာသီလတုတ္တစာကပညာဆိုတဲ့လူရဲ့အရေးအချင်းတွေပဲဖြစ်တယ်။ဆေးစစ်ပြီးယောဂါရှိတယ်ဆိုရင်လဲဝမ်းမနဲ့နဲ့ ယောဂါမရှိဘူးဆိုလဲမပျော်နဲ့ယောဂါရှိသူရောမရှိသူရောတနေ့တည်ကြမှာပဲတခါတလေယောဂါမရှိဘူးဆိုတဲ့သူကအရင်တည်သွားတာတွေရှိတယ်ဘာဖြစ်ဖြစ်လူဘဝရောက်လာပြီဆိုကြဲကနောက်ဆုံးတော့တည်ခြင်းနဲ့အဆုံးတက်ရမှာဖြစ်တယ်ပေါ့တည်ခြင်းတရားကိုတည်သွားပြီဆိုရင်မလုပ်ရမလဲဆိုတာမစင်စားတင်ဘူးလားဒီအတိုင်းမနေတင်ဘူးနော်တည်ခြင်းတရားကိုရင်ဆိုင်ရဲရမယ်ကြောက်နေဖို့မလိုဘူးနော် မှန်မှန်ကန်ကန်နဲ့တည်ခြင်းတရားကိုရင်ဆိုင်ရဲဖို့မတည်ခင် အချိန်ရှိတုန်းမှာကြိုးစားထားရမှာဖြစ်တယ်။တိလားရှိတဲ့လူရဲ့ခန္ဓာကိုယ်ဟာတည်ပြီးသွားတော့မှနန်းသာတော်လိုမှုရင်းနေပြီးတိလားမရှိတဲ့သူရဲ့ကိုယ်ခန္ဓာကတော့မတည်ခင်ကလေးကပုတ်စုံနံနေတာ။လူလောဘဟာဘလောက်ပဲရှိရှိနောက်ဆုံးတော့6ပေတွင်းနေပဲသွားရမှာမဟုတ်လား။ရင်ကြီးတဲ့မြုပ်ရင်ပေါ့လေ။ လူဘဝရောက်လာတဲ့လူသားတွေအနေနဲ့နေ့စဉ်နဲ့အမြတ်အဟာရတွေစားကြရတယ်။တရလဲမပြီးနိုင်၊နှရလဲမပြီးနိုင်။တသက်လုံးဖြည့်တင်းနေကြရလို့လူတွေရဲ့တထွာတမိုက်လောက်ရှိတဲ့ဝမ်းပိုင်လေးဟာပင်လယ်သမုဒ္ဒရာကြီးလောက်ဖြည့်တင်းရခတ်နေပါလားဆိုတဲ့အတိတ်ပဲနဲ့သမုဒ္ဒရာဝမ်းတထွာလို့ဆိုကြတာပေါ့။လောကမှာသမုဒ္ဒရာဝမ်းတထွာလေးဖြည့်ဖို့ရအတွက်လူစီရိုက်နဲ့အသက်မွေးပြီဆိုလို့ရှိရင်တော့ ဝမ်းတထွာလေးပြည့်မယ်လို့ထင်ပြီးကြိုးစားလိုက်တာနဲ့ပြည်လာမယ့်အရာကတော့တန်တရာတဲ့နင်းမုံးမဲ့ဇင်းရဲ့ဒုက္ခတွေသာဖြစ်တယ်ပေါ့ဘဝတစ်ခုရလာလို့ရှိရင်ဝမ်းတထွာဆိုတာတေးသည့်အထိဖြည့်နေကြရမှာပဲအဲ့ဒါကိုမြန်မြန်ဖြည့်ခြင်းလို့မမှန်မကန်တဲ့စီးပွားရေးလုပ်ပြီးတော့ဒုစရိုက်အလုံးနဲ့အသက်မွေးမယ်ဆိုလို့ရှိရင်တော့အကုသိုလ်တွေသာပြည့်ပြီးတန်တရာဆိုတဲ့ပင်လေကြီးထဲမှာနင်းမုံးမယ် အပင်ငရဲကနေဘယ်တော့မှတက်လာနိုင်မှာမဟုတ်တော့ဘူးလို့ဒီလိုဆိုနိုင်ပါ रे အာစိန်နဂန်ဆိုရာနေစွမ်းလောင်းနေဖျားရှိခိုးတယ်ဒီကန်ဒီကြရင်ကိုယ်စိတ်ထဲမှာစွမ်းလောင်းတာဖျားရှိခိုးတာတွေခံစားရတယ်အဲ့ဒီလိုအာယုံကောင်းကောင်းလေးနဲ့အမြဲလုံနေတာကိုအာစိန်နဂန်လို့ခေါ်တယ်မကောင်းတဲ့အာစိန်နဂန်လုတ်တဲ့သူကြတော့မကောင်းတဲ့အာယုံလာထင်မှာပဲပေါ့ဒီကန်ဒီအမတန်အရေးကြီးတယ် ဘဝရလာတဲ့အချိန်မှာကုသိုလ်စိတ်တွေများများဖြစ်စီရမယ်။ဘာဖြစ်လို့ကုသိုလ်စိတ်များများဖြစ်ရမှာလဲဆိုရင်ကုသိုလ်ဆိုတာအစိုးတရားတွေဖယ်ရှားပြီးအကောင်းတရားတွေကိုပေါ်ဆောင်ပေးနိုင်မယ်အရာမျိုးဖြစ်တယ်။လူတယောက်ဟာအရင်ဘဝတုန်းက၅ပါးတီလာတဲ့က၄ပါးလောက်ကိုပြည့်စုံအောင်ဖြစ်ကျင်ခဲ့တယ်။အဲ့ဒီအထက်မှာဘာနာရီပါဒကံမလုံးကျုံဘူးဆိုရင် လူဘဝရောက်တဲ့အခါမှာချမ်းသာပင်မဲ့အသက်တိုးမဲ့ အနာများမယ်ယောဂါပေါ်မယ်ဒီဘဝခန္ဓာကြီးဟာ အရွယ်ရလာပြီဆိုရင်ဘာမှကောင်းတော့တာမဟုတ်ဘူးမျက်စိမကောင်းခြင်းနေနားမကောင်းခြင်းနေကြောက်ကက်မကောင်းခြင်းနေနှလုံးမကောင်းခြင်းနေအသည်မကောင်းခြင်းနေဘာကောင်းရမလဲစိတ်ကလေးကောင်းနေဖို့လိုတယ်တေခြင်းတရားနဲ့ရင်ဆိုင်တွေ့တဲ့အခါခြေမကင်မိလက်မကင်မိမဖြစ်ရအောင်ဇီဝိန်ထင်လင်း တက်ရှင်ခြင်းကတေခြင်းနောက်ဆုံးရှိကြဤဆိုရာကိုအမြဲစင်ကျင်နေဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားကမကောင်းမှုကို အနိုင်ယူခြင်းရင်ကိုကသူတစ်ပါးပေါ်ကောင်းခြင်းဖြစ်တာအနိုင်ယူပါတယ်ခိုးစားလဲထမင်းတလုံးစားရတာပဲစင်ကြဲတဲ့ဤအပြည့်ကင်းတဲ့ဤနဲ့ရှာဖွေစားလဲဒီထမင်းတလုံးပဲခန္ဓာကိုယ်ဝန်ကိုအပြည့်ကင်းစွာထမ်းဆောင်တဲ့ပုံကူကတော့နောက်တစ်ချိန်မှာ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့အပူဒုက္ခတွေမလာတော့ဘူးပေါ့ကုသိုလ်ကံကောင်းနေတဲ့ပုဂ္ဂိုလ်ဟာအနာရောဂါကင်းနေတာပဲကုသိုလ်တရားဟာကျမ်းမာမှုကိုဖြစ်စေတယ်ကံကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာဟာအခြားအရာတွေနဲ့ကုစားလို့မရနိုင်ဘူးဗုဒ္ဓဟောကြားတော်မူခဲ့တဲ့တရားအမှန်သိအောင် လုပ်ဖို့အတွက်ဘာအရေးကြီးတုံးလို့မေးမယ်ဆိုရင်စိတ်ဖြူစင်အောင် လုပ်ဖို့အရေးကြီးတယ် ကံစိုးမုံမောင်ကြလာတဲ့အခါကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုကိုကိုမမြင်ရတဲ့တတ္တဝါတွေကိုနိဗ္ဗာန်မှာရှိနေတဲ့အိမ်ဆောင်နတ်တွေကို အမြာပေးဝေရတယ်။အဲလိုအမြာပေးဝေခြင်းအပြင်ကိုနဲ့သူတို့နဲ့ကမိတ်ဆွေဖြစ်သွားတယ်။မိတ်ဆွေဖြစ်လို့ရှိရင်ကိုအပေါ်ကိုအန္တရာယ်မရောက်အောင်သူတို့ကကြည့်ရှုပေးကြတယ်။ဒါနဆိုတာပတ်စံချမ်းသာမှလှုပ်လို့ရတယ်လို့မတွက်လိုက်လေနဲ့။ကိုစားနေတဲ့အထက်ကလှူတာလေဒါနပဲ။ သမင်းတလုံးလျှော်စားလို့ပိန်တဲ့လူဆိုတာမရှိပါဘူးတချို့ကဝိတ်တောင်းချနေတယ်အဲ့ဒီဝိတ်ချတဲ့အထဲကလည်းလှူလို့ရတာပဲဒါနာကောင်းမှုဆိုတာလောက်တန်ရင်ဖြစ်ပါတယ်ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်သားသမီးကမိဘကိုပြင်မှားရင်တော့သားသမီးမှာအပြစ်ရှိတာပဲဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်သားသမီးကမိဘကိုပြုစုရင်တော့သားသမီးမှာအကျိုးရှိတယ်တိလားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ိဘကဂျေဇုရှိတယ်ဂျေဇုသာကိုနဲ့ဆိုင်တာသီလရှိတာမရှိတာကိုနဲ့မဆိုင်ဘူးသီလမရှိတာသူ့ရဲ့ကိုရေးကိုရာလို့ဒီလိုတွက်ရတယ်နော်ဂျေဇုရှိတာမရှိတာက ကိုနဲ့ပတ်သက်တယ်ဒီလိုဆိုရမှာနော်ဒေဘီမှာအကူညီ ပေးခြင်းထက်မတည်ခင်ကလေးကအကူညီပေးခြင်းသည်ပိုပြီးထီရောက်သောပရဟိတအလုတ်ဖြစ်သည်မြစ်တာထားနိုင်လို့ရှိရင်အများကြီးကုသိုလ်ဖြစ်တယ် အဲ့ဒီမေတ္တာစိတ်လေးတောင်မှမထားနိုင်ဘူးဆိုရင်ဖြစ်လျာဘဝမှာအတွန့်အတက်တွေးမျက်နာပေါ်မှာပေါ်နေမှာပဲစိတ်ထဲကအတွန့်အတက်များနေရင်မျက်နာမှာလည်းအတွန့်အတက်တွေးဖြစ်ကုန်မှာပဲတရားကိုတချို့ကခတ်တယ်လို့ထင်နေကြတာမကျင့်တာကသာခတ်တာပါတရားကမခတ်ပါဘူးကံတရားဆိုတာအရှုံးပြရမည်အရာမဟုတ်ပြုပြင်ပေးရမည်အရာသာဖြစ်တယ် မကောင်းတဲ့ကံတွေကိုကောင်းတဲ့ကံတွေနဲ့အစာထိုးပြုပြင်ပေးရမှာဖြစ်တယ်ဒါမှသာတန်ត្រာကျင်လေခိုက်ဘဝကောင်းတွေနဲ့သာကြုံတွေ့ရမှာဖြစ်တယ်တချို့နေရာတွေမှာဆိုလမ်းကိုပိတ်ပြီးတော့တာအလူခံနေတာတွေ့ရတယ်တရာရှိတဲ့လူကလာလူတာမျိုးမဟုတ်ဖက်ဂျိုနေစောင့်နေပြောနေအလူခံနေရင်ဒါတောင်းနေတာနဲ့အတူတူပဲပေါ့ဒါကိုလက်ခံရင်ဘုန်းကြီးတို့တရောင်းစားဖြစ်သွားမယ်ပညာရှိလာတဲ့ပုဂ္ဂိုလ်ဟာ မာမာနပူနင်းလာတယ်။ပညာရှိလို့မာမာနပူတက်သွားတယ်ဆိုတာလုံလောက်တဲ့ပညာမရှိလို့သာဖြစ်တယ်။လောကလူတွေဟာအသက်ရှိခြင်းကြတယ်အသက်ရှိကြပါစီလို့ဆူတောင်းကြတယ်။သို့တော့အသက်ရှိခြင်းရဲ့အကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုမေ့လျော့နေရင်တော့အသက်ရှိခြင်းဆိုသော အကျိုးတရားကို ရမှာမဟုတ်ဘူးပေါ့။ခုခေတ်တော့လူတွေကလမ်းလွဲကြတယ်။ဆူတောင်းပြေဖျားဆိုပြီးဆူတောင်းကြတယ်။ တကယ်တော့ဆူတောင်းပြည့်တယ်ဆိုတာဖះနဲ့မဆိုင်ဘူးကိုနဲ့ပဲဆိုင်တယ်ကို့မှာတရာတိလတုဒ္ဒစာကပညာတွေမရှိရင်ဘလောက်ဆူတောင်းတောင်းမပြေဘူးကို့မှာလိုအပ်တဲ့အရေးချင်းမှမရှိတာအရေးချင်းမရှိဘဲနဲ့အလုသွားလျှောက်ရင်အလုဘယ်ရမလဲဒီလိုပါပဲအသိဉာဏ်မပါတဲ့ယုံကြည်မှုကိုမြက်ကန်းယုံကြည်မှုလို့ခေါ်တယ်မြက်ကန်းယုံကြည်မှုဟာစင်ရဲဒုက္ခအမျိုးမျိုးကိုဖြစ်စေတတ်တယ် ယုံကြည်မှုတတ်တတ်နဲ့အလုံလုံမဖြစ်ဘူးမှန်မှန်ကန်ကန်သိရမယ်။ကောင်းတာတွေရကြရင်တစ်ခုခုကိုတော့လက်လွတ်ရမယ်။တစ်ခုခုကိုမလွတ်ဖဲနဲ့နောက်တစ်ခုရတယ်ဆိုတာမဖြစ်နိုင်ဘူး။ကိုယ်ပကန်းကိုရောက်ချင်ရင်ဒီပကန်းခွာရတယ်လို့မျိုးပေါ့။မြတ်စွာဘုရားကိုတကူရှင်ဆိုပြီးမြတ်စွာဘုရားကိုကိုးကွယ်ရင်ငါတို့လည်းအစဉ်ပြေလိမ့်မယ်လို့တွေးနေရင်တော့ဒီလူတွေဟာလူပြင်းတွေသာဖြစ်လိမ့်မယ်။ မြတ်စွာဘုရားကဒီလိုအားထုတ်ခဲ့တယ်ငါတို့လည်းကြိုးစားရမယ်လို့အဲ့ဒီလိုစိတ်ထားရမယ်အများနဲ့ဆက်ဆံတည်အခါကိုချင်းစာတရားအခြေခံထားပြီးဆက်ဆံပါစင်ချင်းစဉ်းစားပြီးမှသာပြောဆိုပြုလုပ်ပါခိုင်မာသည်စိတ်ဓာတ်ဇွဲလုံးလအမျော်မြင်ရှိလျက်အရာရာကို အောင်မြင်နိုင်၏ဘုရားကိုဘလောက်လူလူတရားဘလောက်ထိုင်ထိုင်ကိုချင်းစာတရားမရှိဘူးဆိုရင်အဲ့ဒီလူဟာလူဘူသာဖြစ်တယ် အလကားလူသားဖြစ်တယ်ပေါ့မလုတ်တဲ့နာတွေလုတ်နေသည်မစိုးချိုးနဲ့သာဂျုံတွေ့ရမှာဖြစ်ပြီးလုတ်တဲ့နာကို မလုတ်သေးသည်မကောင်းကျိုးချမ်းသာကဝေးကွာနေအောင်မှာသာဖြစ်တယ်တချို့ကတရားနာရင်စကားပြောတယ်ဖုံးပြောတယ်ပဲလော်စားတယ်လက်တို့ပြီးတိုးတိုးပြောတယ်အဲ့ဒါဓမ္မအဂါရဝတရားကိုမလေးစားတာပဲတရားပွဲလာပြီးအဲ့လိုတွေလုတ်မယ်စားတရားပွဲမလာတာကပိုကောင်းတယ် ဘဝဆိုတာသာဝရအစဉ်ပြေမှကြီးလည်းမဟုတ်ဘူးသာဝရအစဉ်မပြေလည်းမဟုတ်ဘူးအဲ့တော့ဘာလုပ်ရမလဲကိုရလာတဲ့ဘဝလေးကိုတန်ဖိုးရှိရှိအသုံးချနိုင်ခြင်းသာလျှင်အဓိကဖြစ်တယ်ဖယားမတာပဲဖယားမတာစသဖြင့်ပြောတဲ့စကားရှိပါတယ်ဖယားမတာပဲတဲ့တကယ်ကဖယားမတာမဟုတ်ဘူးဖယားအဆုံးမကိုလိုက်နာကျင့်သုံးလို့မိမိရဲ့စိတ်ဆွမ်းအားတွေကကောင်းကျိုးချမ်းသာကို ဖြစ်ပေါ်စေနိုင်တဲ့ကုသိုလ်တွေကမတာဖြစ်တယ်။ပစ္စည်းရှိတာအထိဒုက္ခပစ္စည်းဥစ္စာမရှိရင်သူစင်းရဲ့ပြီ။သုံးဆောင်ရတာဘောဂဒုက္ခသုံးဆောင်နေတုံးတာချမ်းသာတာမသုံးဆောင်ရတော့ရင်စင်းရဲ့ပြီ။ကြွေးကင်းနေရင်လက်မထောင်နိုင်ပြီးချမ်းသာတယ်။အဲ့ဒါအနုံညဒုက္ခအစင်မပြေလို့ကြွေးอยู่ရရင်စိတ်စင်းရဲ့ရပြီ။အပြည့်ကင်းလို့ရတဲ့ချမ်းသာက အနာဝဇဒုက္ခအပြည့်ကင်းလို့ရတာဖြစ်တဲ့အတွက်ဘယ်အချိန်တွေးတွေးစိတ်အေးရတယ်အဲ့ဒီအနာဝဇဒုက္ခကိုတီလကပေးတယ်ဘုရားဘာသာဝင်ဆိုတာအဲ့ဒီဒုက္ခရှိဖို့လိုတယ်လူတယောက်ကိုမုံမိနေပြီဆိုရင်ပထမဆုံးမေတ္တာထားကြည့်ရတယ်မရရင်ကရုဏာထားကြည့်ရတယ်မရသေးရင်သူ့ကံနဲ့တူလာတာပဲလို့ဥပိ္ပခာထားကြည့်ရတယ်မရရင်လောကမှာငါဖြစ်ခြင်းတိုင်းဖြစ်နေတာမှမဟုတ်တာလို့ သဘောထားရတယ်။ဘုရားတရားတန်ခါနဲ့ဆက်လာလို့ရှိရင်တရားနဲ့ပညာတွဲပြီးမှန်မှန်ကန်ကန်ကြီးညိုတတ်မှဘုန်းကြီးတို့စီမှာကမူလရည်ရွယ်ချက်ပျောက်သွားတာတွေများတယ်။တတိုင်းလူတဲ့နေရာမှာကြည့်ပေါ့။ကုမ္ပဏီနာမည်ကြီးကဖုံးကွယ်သွားတယ်။တကယ်ရည်ရွယ်ချက်ကအလူရှင်ကမြည်ထိုးတယ်ဆိုတာအမြဝေတာပဲ။အရင်ခေတ်ကနတ်လူတာရုခေါ်ပါစီလို့ပါတယ်။ငါးပါးတီလာဟာကိုယ့်အတွက်ထက်ပဝင်းကျင်အတွက် ပိုအကျိုးများတယ်ဒါကြောင့်မြတ်စွာဘုရားကမဟာဒါနအလှူကြီးလို့ခေါ်ခဲ့တယ်အာလာတိကအပြင်းထူခြင်းပမာဒအလုပ်ပေါ်စိတ်မဆိုင်ခြင်းအနတ္ထာနတက်တက်ကြွကြွကြိုကြိုတင်တင် မလှုပ်ခြင်းအတန်ယမကိုခြင်းတရားကို မထိမ့်သိမ့်ခြင်းနေတာအိတ်ကျူးခြင်းတန်တိဖင်နွဲခြင်းလေးကန်ခြင်းဗုဒ္ဓဘာသာဖြစ်ပြီးဖျားစကားနားမထောင်ဆုံးကဘုန်းကြီးတို့ဗမာလူမျိုးတွေပဲ။ ်မြတ်စွာဘုရားကအပတ္တကာမအပတ္တဝိနိတာအတန်တိုးတာကိုမျက်နှိုးတော်မူတယ်။ตาရည်ဖြစ်ဖြစ်နာရည်ဖြစ်ဖြစ်အတန်ချက်ဆက်ကြီးတွေအော်ဖွင့်နေတာဗမာပြည်ပဲရှိတယ်။အိန္ဒိယကနေအတုယူလာတာလားတော့မသိဘူး။အမိဒီမှာသင်နေဆိုတာကိုเจ้าကို ပြန်ပြီးလေ့လာတာလူဆိုတာကသူများအเจ้าပဲစိတ်ဝင်စားတတ်တယ်။တရားဆိုတာဒါတွေပြောတာတခြားသွားမရှာနဲ့ပထမသင်ရတယ်ပြီးရင် စင်ကျင်ရတယ်။စင်ကျင်မှဒွေတာမှုကိုရှော့ချနိုင်တယ်။ဘုရားကိုးကွယ်တယ်ဆိုတာအတိညာဉ်ကိုယုံလို့ကိုးကွယ်တာမျိုးဖြစ်ရမယ်။အတိညာဉ်ကိုယုံလို့ကိုးကွယ်သူဟာအတိညာဉ်ကိုရဖို့ကြိုးစားရမယ်။မြတ်ကမ်းယုံကြည်မှုဟာအလွန်အန္တရာယ်ကြီးတယ်။ပြန်နောက်ဆုတ်လို့မရတဲ့အထိမှားတတ်တယ်။ဘေးကင်းအောင်လို့အာဗျာမှုနီးတဲ့လက်လာဘလိုချင်တဲ့သူကလာဘမှုနီးတယ်။အမျိုးမျိုးအမိတက်ကြတယ်။တွေးကြည့်ရင် ဝရမဖရာတဆူတဲ့ကိုညှို့ဆိုတာမို့အတူတူပါပဲဖရာကမကောင်းမှုရှောင်ဖို့ကောင်းမှုဆောင်ဖို့ဖြူအောင်စိတ်ကိုထားဖို့ဟောထားတာအဲစကားအတိုင်းလိုက်နာရင်စူတောင်းလဲပြည့်ပါတယ်အန်ဒီရဲလဲကင်းပါတယ်ဘုရားဘာသာဝင်ဆိုတာယုံကြည်မှုနဲ့မျက်စိမှိတ်လက္ခဏာမျိုးမဟုတ်ရဘူးအတိညာနဲ့စင်ကျင်လက္ခဏာဖြစ်ရမယ်အ ਨੇ ဆုံးတော့အနုမာနာဆိုတဲ့ကြိုးချောင်းစင်ကျင်ဉာဏ်နဲ့သိရမယ် ။ဌာပနာထဲတဲ့အထိပ္ပယ်ကနောက်တစ်ချိန်ဖျားပြုတ်ပြဲသွားလို့ရှိရင်တွေးရှိတဲ့သူကလည်းမတက်နိုင်ရင်အဲ့ဒီလက်ဝဲယရနာကိုအတုံးချပြီးပြုတ်ပြင်းဖို့အခုခေတ်တော့တချို့ကအကြီးညိုလွန်ပြီးဇပင်တော်ဖြတ်ထည့်ခြင်းနဲ့မူလရည်ရွယ်ချက်ပျောက်သွားတယ်။ကာလောကတတိဘူဒာနိအချိန်ကာလကတတဝါရီကိုစားတောက်ပစ်တယ်တဲ့။အဲဒီနေ့တရက်ကုန်နေဆိုတာအချိန်နာရီတွေတွေကုန်တာမဟုတ်ဘူး။ကို့မှာရှိတဲ့အရာတွေပါ တဆဆကုံသွားတာလူပြုံမှုတွေကုံသွားတာပြောရမယ်ဆိုရင်တုတ်တန်ကိုတဖြည်းဖြည်းနီးသွားတာဒါကြောင့်မြတ်စွာဘုရားကအပမာရီအဂါရဝအပမာရကိုမလေးမဆမလုပ်ပါနဲ့လို့ဟောခဲ့တယ်၁တတ္တဝါနေစာလက်နဲ့ကုံတဲ့မလုပ်ရ၂မန္တဝါနေစာအသားသက်တဲ့မလုပ်ရ၃တတ္တဝါနေစာလူကုံမကူးရ၄ဝိတဝါနေစာအစိမ့်မယောင်းရ၅ ညစ်စာဝါနေစာအရက်သေးစာဝူးရီစေဝါအယောက်အဝယ်မလုပ်ရဓမ္မကိုအရမလုပ်အရမကိုဓမ္မလုပ်ဘုရားမဟောတာကိုအဟောလုပ်ဟောတာကိုကြတော့မဟောဘူးလို့အဲ့ဒီလိုလုပ်ပြီးဟောပြောတဲ့ပုံကူမျိုးဟာပြစ်မှု၃မျိုးပြုရာရောက်တယ်၁လူအများရဲ့အကျိုးမဲ့ကိုလုပ်ရာရောက်တယ်၂အကုသိုလ်များအောင်အားပေးရာရောက်တယ်၃သာသနာကွယ်အောင်ပြုရာရောက်တယ် တချို့တချို့ပုံကိုယ်တွေကတန်ဃာတွေထဲမှာအမြင်မတော်တာတွေကိုကြည်ပြီးအပြစ်ဆိုခြင်းကြတယ်လောကမှာအကောင်းနဲ့အဆိုးတွဲနေတတ်တဲ့သဘောကိုနားလည်ဖို့လိုတယ်တရတိစေလုံးရှိတယ်တလုံးပုတ်ပြီးကိုလုံးကောင်းတယ်အပုတ်တလုံးကကောင်းမလာပဲအကောင်းကိုလုံးနဲ့ကပုတ်သွားတတ်တယ်ဆိုတာကိုလည်းသတိထားရမယ်လောကမှာအပေါင်းအသင်းနှစ်ယောက်ပဲရှိတယ်အသိပညာရှိသူနဲ့အသိပညာမရှိသူတို့ပဲ ဖျားဟောခဲ့တာရှိတယ်။ယန္တုပင်ဖြစ်စေပညာရှိရင်ကောင်းတယ်။မိษွေပင်ဖြစ်စေပညာမရှိရင်မကောင်းဘူးတဲ့။ကိုယ်စိတ်ရှင်သန်ဖို့ကိုကိုယ်တိုင်ကြိုးစားရမှာ။တကူရှင်ကလာပြီးတော့ကိုယ်စိတ်တန်ရှင်းအောင်လုပ်ပေးမှာမဟုတ်ဘူး။စက်တရေဆိုတာအเจ้าမဲ့ဖြစ်လာတာမဟုတ်ဘူး။ပုပ်ဘောစကတပုံညတာရှင်ဘဝကကိုယ်တို့ကောင်းမှုတွေလုပ်ခဲ့လို့အတ္တတမပဏိတိဒီဘဝမှာကိုယ်စိတ်ကိုပြုပြင်ပြီးကိုကိုကိုကောင်းအောင်နေလို့ ဘာလဆိုတာပညာမဲ့တာကိုပြောတာတချို့ကကရုဏာတော့ရှိတယ်ပညာမရှိဘူးတချို့ကတရားတရားတော့ရှိတယ်ပညာမရှိဘူးရှေးတုန်းကအမေကမောင်းထောင်းနေရင်လက်မအားလို့နဖူးကိုင်နေတဲ့မှတ်ကိုမောင်းခိုင်းတာတမိဖြစ်သူကအနာကဂျပွိနဲ့ထုလိုက်တဲ့အမေကိုတော့တနာတယ်ဒါပေမဲ့ပညာမပါတော့အကျိုးမဲ့ဖြစ်သွားတယ်ကိုယ်တိုင်အကျိုးမဲ့ရင်ဘာလာပဲသူတစ်ပါးအကျိုးမဲ့စီရင်ဘာလာပဲမိမိသူတစ်ပါးနှစ်ဦးလုံး အကျိုးမဲ့စေရင်ဘာလပဲဗုဒ္ဓဟောကြားတော်မူခဲ့တဲ့တရားအမှန်သိအောင်လှုပ်ဖို့အတွက်ဘာအရေးကြီးတုံးလို့မေးမယ်ဆိုရင်စိတ်ဖြူစင်အောင်လှုပ်ဖို့ကအရေးကြီးတယ်သူတော်ကောင်းဆိုတာတော်လဲတော်ကောင်းလဲကောင်းတယ်လို့ဆိုလိုတယ်တော်တယ်ဆိုတာအရေးချင်းရှိတာကောင်းတယ်ဆိုတာစိတ်ထားကောင်းတာကိုခြင်းတရားနဲ့အတိညာဉ်ဆိုတဲ့အရေးချင်းလဲရှိတယ်စိတ်နေစိတ်ထားလဲကောင်းတယ်ဆိုရင်အဲ့ဒီပုံကူဟာသူတော်ကောင်းပဲ ဥဒ္ဒါနတမရာစ조사မှုရှိရမယ်။လုပ်ငန်းကျွမ်းကျင်ရမယ်။ဇွဲရှိရမယ်။ဤပညာရှိရမယ်။အရခတမရာထိမ့်သိမ်းစောင့်ရှောက်ရမယ်။အောင်မြင်မှုထိန်းနိုင်အောင်စင်ဆက်မပြတ်တည်ထွင်နေခြင်းလည်းပါတယ်။တမဇီဝိတဝင်းငွေထွက်ငွေမျှတာရမယ်။စနေစရာမှတ်သားပြီးအတုံးအဖျုံနားလည်ရမယ်။ကလျာဏမိတ်တာမိကောင်းဆွေကောင်းရှိရမယ်။အကြံကောင်းပေးတတ်သူကောင်းမွန်ရာမှာသုံးဆွဲစေသူကို မိတ်ဆွေကောင်းခေါ်တယ်မမှန်ဘူးအကျိုးမရှိဘူးပြောဖို့မကြိုးစားပါနဲ့အကျိုးရှိတယ်မမှန်ဘူးမပြောနဲ့ဦးမှန်တယ်အကျိုးရှိတယ်အချိန်ကာလကြည်ပြီးပြောပါအဲ့ဒါအပြည့်ကင်းတယ်ပြဿနာကင်းတယ်အကျင့်လို့ခေါ်တယ်ပါဠိလိုတမ္မာပရိပရာအရဏအကျင့်ဘုရားဘာသာဝင်မှန်ရင်သိအောင်လုပ်ရမယ်တမ္မာဒိဋ္ဌိကောင်းစွာသိမြင်ခြင်းကိုမဂ်ရှင်ရှင်းပါးရဲ့အစမှာဟောခဲ့တာ အရေးကြီးဆုံးမှုပဲအဝိဇ္ဇာမတိမှုကတန္တရာဒုက္ခအစပဲယုံကြည်မှုတတ်တတ်တယ်မဟုတ်ဘူးမှန်ကန်တဲ့အတိညာဉ်ရဖို့လုပ်ရမယ်ဇိဉ္ဇမာနမြေမျိုးတယ်ဆိုတာမျက်စွာဖျားချောင်မဟုတ်ဘူးဆိုပါစို့ကြောက်နေရန်ကိုခေါင်းနဲ့တိုက်လို့ခေါင်းကွဲတာဟာကြောက်နေရန်ရဲ့အပြစ်မဟုတ်ဘူးတိုက်သူရဲ့အပြစ်သာဖြစ်တယ်ဘုရားရှင်ကပိုင်ဆိုင်မှုကိုတားမြစ်တာမဟုတ်ဘူးအဲ့ဒီပိုင်ဆိုင်မှုအပေါ် တွေ့တာတတ်မဲ့ချင်းကိုသာတားမြစ်တာပိုင်ဆိုင်တာမကောင်းဘူးလို့မဟောဘူးတွေ့တာတာကိုပဲမကောင်းဘူးလို့ပြောတာဘာကြောင့်လဲတွေ့တာမှုဟာတောကကိုဖြစ်စေတတ်လို့တန်တုဒ္ဓိပရမန်ဒဏ္ဏဆိုတာအဲ့ဒါကိုပြောတာမြတ်စွာဘုရားကစကားပြောတာနဲ့ပတ်သက်ပြီးပြဿနာမတက်အောင်လို့၁ရဟောဒါနံနဘာတိယကိုရမအတင်းပြောတာမျိုးမလုပ်ပါနဲ့တဲ့ပြန်ကြတော့ပြဿနာတက်တာပေါ့ဝေယမှာ မပြောနဲ့ဆိုတော့ရှေ့တင်ပြောရမှာလားနဲ့တမ္မုခာနခိနံဗနေမျက်မှောက်မှာလဲကဲ့ရတဲ့စကားသူတော်ဘာထိကြိုက်မဲ့စကားနဲ့နာမဲ့စကားမပြောပါနဲ့တဲ့ရှေ့မှာလဲမျက်နှာပြောင်းတိုက်ဆဲတာတို့လိန်တာတို့မလုပ်ရဘူးလောကလူတွေကတပြင်ဟာတွေစောင်းစည်းနိုင်တော်လဲနှုတ်ကိုတော့မစောင်းစည်းတတ်ဘူးဒါကြောင့်ပြက်တနာတွေတက်ကြတယ်ငါတနည်းအချိန်တွေဘလိုနည်းနဲ့ကုန်နေတယ်လဲဆိုတာလူတိုင်းလူတိုင်းသိတဲ့နယ်ဒါကို ပြန်စင်းစားချရမယ်။မစင်းစားဘဲလုပ်တဲ့လုပ်ရမှန်သမျှဟာကောင်းကျိုးချမ်းသာကိုမပေးနိုင်ဘူး။အရာရာဟာပညာနဲ့စင်ကျင်ပြီးတော့မှလုပ်တင်တယ်။ချီးမွမ်းခံရတာလို့ကျင်တတ်နေရင်လောဘဖြစ်သွားတယ်။ကဲ့ရဲ့ခံရလို့စိတ်ဆိုးရင်ဒေါသဖြစ်သွားတယ်။ဒီနှစ်ခု မပေရှားနိုင်သေးသမျှစိတ်ထဲကြန့်ခိုင်မှာမဟုတ်ဘူး။ကွဲရမှာရောမျက်မှောက်မှာပါကောင်းကျိုးချမ်းသာလူလားစိတ်နဲ့ပြုလုပ်တာ ပြောဆိုတာမှန်သမျှကို ကာယကံမေတ္တာဝစီကံမေတ္တာလို့ခေါ်တယ်။ရှေ့ကြတော့ပြုံ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 နဲ့ဝေယာမှာကြတော့မကောင်းပြောတာမျိုးကမေတ္တာမဟုတ်ဘူး။မြတ်စွာဘုရားရဲ့အဆုံးမဟာကိုကျူးလွန်ထားတဲ့အပြစ်ကိုအပြည့်တိုင်းမြင်ဖို့ရဲ့မြင်လာတဲ့အပြစ်ကို တရားနီးလန်းတကြကူစားတာရဲ့။နောက်မဖြစ်ဖို့စောင့်စည်းတာရဲ့။ဒီအချက်၃ချက်ဟာကြီးပွားတိုးတက်ပြီးအပြစ်ကလွတ်ချင်းရဲ့လမ်းကြောင်းတစ်ခုပဲ။ဘုရားရှိခိုးတဲ့အခါမှာကျန်းကိုနှစ်ခုနဲ့တိုက်ပြီးရှစ်ခိုးတော်လဲ ငါဟာဘုရားရှင်ရဲ့ခြေဖမိုးကိုတိုက်ပြီးရှ िख ိုးတယ်လို့အာယုံပြုရမယ်ဒိဋ္ဌန်တွေနေဘူးတွေစာပိတမေစိတ်တွေတမန်ဖလန်တတ်တော်ထင်ရှားဘုရားဖြစ်စေပရိနိဗ္ဗာန်စံတော်မူပြီးဘုရားဖြစ်စေစိတ်တူရင်အကျိုးပေးလဲတူတယ်အတွေ့ရှိသမျှစိတ်တော့ကမုတ်ချရှိလိမ့်မည်တွေ့တာကင်းမှစိတ်တော့ကလုံးဝကင်းနိုင်သည်တော့ကမလွှမ်းစိတ်ငြိမ်းချမ်းတက်လန်းနေဘူးပြီး မိမိကိုအလေးထားခြင်းမိမိရဲ့ပတ်ဝန်းကျင်ကိုအလေးထားခြင်းဓမ္မကို အလေးထားခြင်းလို့ဆိုရဲအဲ့ဒီအလေးထားမှု၃မျိုးဖြင့်ဘဝမှာနေထိုင်ရမယ်မြန်မာနိုင်ငံမှာတချို့ပုဂ္ဂိုလ်တွေနားလည်နေတာကချမ်းသာတယ်လို့နားလည်နေကြတယ်လောဘကြောင့်ဘယ်တော့မှမချမ်းသာဘူးချမ်းသာခြင်းရဲ့အကြောင်းက အသိပညာနဲ့လုံလဝရိယာပဲဘဝတုတ္တရှိလျက်သီလမရှိရင် ်ရေမရှိသောကံနှင့်တူ၏ပညာရှိလျက်သီလမရှိရင်အသီးမရှိသောတစ်ပင်နှင့်တူ၏မြတ်စွာဘုရားရဲ့တရားတော်တွေကိုတစ်လုံးတည်တည်နှလုံးတည်တည်လက်ဆင်ကမ်းကြရမှာဖြစ်တယ်ဒီလိုလက်ဆင်ကမ်းသွားခြင်းအပြင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာစင်ဆက်မပြတ်လူသားတွေရဲ့နှလုံးသားတွေရောက်ရှိပြီးအေးချမ်းမှုပေါ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်ကုသိုလ်ကံကောင်းနေတဲ့ပုဂ္ဂိုလ်ဟာအနာရောဂါကင်းနေတာပဲ ကုသိုလ်တရားဟာကျမ်းမာမှုကိုဖြစ်စေတယ်။ကံကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာဟာအခြားအရာတွေနဲ့ကိုစားလို့မရနိုင်ဘူး။မြတ်စွာဘုရားပေါ်မှာကြီးညိုတဲ့စိတ်ဟာကြီးညိုတဲ့စိတ်ကလေးဖြစ်ယုံနေပဲလုပ်ပြီးနှက်ပြီးရောက်ဖို့ဆိုတာမခဲရင်ပါဘူး။ဒိုကြီးညိုတဲ့စိတ်ကိုအခြေခံပြီးတော့တမထဘာဝနာဝိပဿနာဘာဝနာတမာရီနဲ့ပညာကိုဖြစ်ပွားစေမယ်ဆိုရင်နိဗ္ဗာန်ချမ်းသာထိအောင်ဥဆောင်ပြနိုင်တဲ့လမ်းကြောင်းပေါ်ကို ရောက်တယ်လို့ဒီလိုဆိုရမယ်။လောကမှာစိတ်ဆိုးလို့ပြက်တနာတက်တာအများကြီးပဲ။မိသားစုထဲမှာအိမ်အောင်စုပျို껙သွားတာတို့သားသမီးမိဘမိသားစုအချင်းချင်းပျို껙သွားတာတို့တော်တော်များများဟာဒေါသကြောင့်ဖြစ်တာ။ဒေါသကိုမထိနိုင်ဘူးမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်လောကကြီးမှာပြက်တနာတွေအများကြီးတက်တယ်။ဒါကြောင့်မို့လို့ကိုဒေါသကိုကိုထိနိုင်တဲ့ပုံကူဟာလူတော်လူကောင်းတယောက်ပဲ။ အခုလိုအဆုံးထိကြည့်ရှုနားထောင်ပေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေလေကျွန်တော်တို့ရဲ့ဒါဆရာတော်ဘုရားကြီးရဲ့အဆိုမိတ်ဩဝါဒတွေကိုနားယူလိုက်ရတဲ့အတွက်ကြောင့်မိမိတို့ရဲ့ဘဝမှာလည်းပေါ့နော်ဆရာတော်ဘုရားကြီးအခုဒါမိချသွားသလိုပဲအကောင်းဆုံးဘဝရဲ့နေနည်းတွေဘဝနဲ့ပတ်သက်ပြီးမှတ်သားစရာတွေကိုလက်တွေ့ဘဝတွေထိတည်သွားနိုင်ကြပါစီလို့ကျွန်တော်ကတော့ဒါစုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲကျွန်တော်တို့ဒီနောက်ထပ်တစ်ပုဒ်မှာဒီထက်ကောင်းတဲ့မျှဝေမှုတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော် 阿龙妹，训练千米加把劲，看妙。